င်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာကနေကြိုးစားလိုက်ပါတယ်အခုတင်ဆက်အခုတင်ဆက်ပေးချင်တာကတော့အနောက်ဆုံးရဘောလုံးသတင်းတော်တွေပဲဖြစ်ပါတယ်အခုတင်ဆက်လေးပါကုစင်ဂျေဘင်ဝက်စ်ကမန်စီးတီးအသင်းထံပြောင်းရွှေ့ဖို့အငင်းပယ်လိုက်ပြီးလီဗာပူးအသင်းထံကိုသွားရောက်လာဖို့ရကိုင်းနှုံများပြားနေပါတယ်ရီယယ်အသင်းကအာဆနယ်ဂျေဝင်လူးဝက်စ်ကိုင်လီကိုခေါ်ယူဖို့ချိန်ဆက်နေပေမဲ့အာဆနယ်ကတော့အဆက်ထိမှုအပြေအဝါယုံကြည်ထားပါတယ် PSG တင်းကလူငယ်တိုက်ဆက်ကစားသမားဘာကိုလာကိုရောင်းချဖို့ပြင်ဆင်နေကြအောင်အာဆနယ်စပါးနဲ့နျူကာဆယ်တို့ ပေါင်41ဒသမ6တန်းဝင်းကျင်တဲ့ဝေဘိုစောင့်ကြည့်နေပါတယ်။ချဲစီတောင်မှကစားသမားမန်တူဂီကအစီရီအကလပ် AC မီလန်ရဲ့စုံစမ်းချက်ခံရပြီးချဲစီကတော့ပေါင်90ဒသမ3တန်းလောက်နဲ့ရောင်းချလိုနေပါတယ်။ပရီးမီယာလီဂ်တန်းတက်လာတဲ့ဆန်တလန်ကအသင်ကွင်းလယ်လူဟောင်းဟန်ဒါဆန်ကိုပြန်လည်ခေါ်ယူဖို့ချိန်ဆနေပါတယ်။ဂျူဒဗင်တက်အသင်ကတော့ရီယယ်လူငယ်တိုက်စစ်ကစားသမားလေးအန်ဒရစ်ကိုအငှားခေါ်ယူဖို့စီစဉ်နေပြီးရီယယ်ကတော့အပိသက်လုံးဝရောင်းချသွားမှာမဟုတ်ကြောင်းအသိပေးထားပြီးဖြစ်ပါတယ်။ရီယယ်တင်းကနောက်ခံလူအလာဘာကိုနေရာကိုအစားထိုးနိုင်မှုအတွက် လီဗာပူးနောက်ခံသူကော်နာဒေးကိုစောင့်ကြည့်နေပါတယ်။မန်ယူအသင်းတောင်ဝင်ကစားသမားရက်ရှ်ဘုတ်ကဘာစီလိုနာအသင်းထံပြောင်းရွှေ့လို့နေရာကြောင့်အကမ်းလမ်းမှုတော်တော်များများကိုညှင်းပယ်ထားပါတယ်။မန်ယူအသင်းနည်းပြအမွေင်ကတော့လာမယ့်တွင်လူသစ်ခေါ်ယူဖို့ခက်ခဲနေရာကြောင့်တောင်ဝင်ကစားသမားဂါနာချိုကိုအသင်းမှာဆက်ထားဖို့ဆန္ဒရှိနေပါတယ်။ဒါပေမဲ့အက်စတိုဗီလာအသင်းကတော့ဂါနာချိုကိုခေါ်ယူဖို့စိတ်ဝင်စားလာခဲ့ပြီဖြစ်ပြီးဆီယာဟောင်းတန်ဟက်ရဲ့လီဗာကူဆင်ကလည်းခေါ်ယူလို့နေပါတယ်။အယူနိုက်တက်သင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ရဲ့ကိုယ်စားလှယ်တွေကအစော်ရီထိပ်ဒီကလပ်အဲဟီလေအသင်းနဲ့တွဲဆုံခဲ့တယ်လို့သိရပါတယ် ဲ့ဒီလေအသင်းကတော့ဘရူနိုဖာနန်ဒက်အတွက်ပေါင်တန်း300အထိအသုံးပြုပြီးခေါ်ယူသွားဖို့စီစဉ်ထားတယ်လို့သိရပါဗျ။မန်ယူနိုက်တက်တာဝန်ကစားသမားဂါနာချိုကိုနာပိုလီအသင်းကစိတ်ဝင်စားနေပါဗျ။ယူနိုက်တက်ကလည်းနာပိုလီကစားသမားဗစ်တာအိုစီမန်ကိုခေါ်ယူချင်နေပြီးပြောင်းရွှေ့ချင်းအပေါင်းဝိုင်လန်တို့နဲ့ကမ်းလှမ်းဖို့စိတ်ကူးနေတယ်လို့သိရပါဗျ။ချယ်ဆီကလည်းအငားပြည့်လို့ပြန်ရောက်လာမဲ့ဂျေဒန်ဆန်ချိုကိုအေစီမီလန်အသင်းကခေါ်ယူချင်နေပါဗျ။ စံချိုကတော့ချက်စီတင်းမှာပဲထပ်မံကစားဖို့ဆန္ဒရှိနေတယ်လို့သိရပါတယ်။အဲ့တော့ချက်မြန်လိကစားချင်တာကြောင့်မန်ယူနိုက်တက်ကိုညင်းကချက်စီတင်းစီပြောင်းရွှေ့သွားတဲ့ Lian Delaf ပါ။ Isoch Town အသင်းရဲ့အဓိကဂိုးသွင်းရှင် Lian Delaf က Manchester United အသင်းနဲ့အသင်းထွက်ခဲ့တဲ့ကစားသမားတစ်ယောက်ပါ။ဒါပေမဲ့လက်ရှိမှာတော့ Delaf ကချက်စီတင်းစီပြောင်းရွှေ့ရမှာဖြစ်ပြီး Chelsea ဘက်က Delaf ရဲ့ Rally Cost ပေါင်းပေါင်းတန်း30ကိုပေးချေဖို့သဘောတူညီခဲ့ပြီလို့ Fabrizio Romano ကဖော်ပြလာခဲ့ပါတယ်။ ချက်စီသင်းစီဒီလက်ပြောင်းရွှေ့ရတဲ့အထူးအကြောင်းရင်းကတော့အချက်မြက်လိပြိုင်ပွဲမှာပါဝင်ကစားကျင်လာကြောင်းလို့လည်းကြားသိရပါဗျ။မန်ယူသင်းက Esoch အသင်းကစားသမား Lian Delaf ကိုခုံနိုင်တော့မှာမဟုတ်တော့တာကြောင့်မနစ်ကဘလုံးရာဒီမှာ Mace အသင်းနဲ့၁၈ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ Jonathan Barkett ကိုပြောင်းလဲချဉ်းကပ်သွားဖို့စီစဉ်ရှိတယ်လို့လည်းသိရပါဗျ။အမွေရင်ကချန်ပီယံလိမကစားရတာနဲ့ပတ်သက်လို့အခုလိုပြောလာပါဗျ။ကျွန်တော်အမြင်မှာတော့လာမယ့်နှစ်ဘောလုံးရာသီချန်ပီယံလိဝင်ခွင့်မရရှိခဲ့တာကအသင်းအတွက်ကောင်းတဲ့ကိစ္စပါ အသေးအနီနဲ့ပွဲတွေကစားဖို့ပြင်ဆင်ချိန်ပိုရတယ်လေ့ကျင့်ချိန်ပိုရမယ်ပွဲတွေကိုလည်းပိုကောင်းအောင်ကစားလာနိုင်မယ်လို့ထင်ပါတယ်ကျွန်တော်တို့သွားချင်နေတဲ့ပုံစံအတိုင်းအသင်းကိုပုံဖော်နိုင်မှုအတွက်အချိန်ပိုပြီးရလာမှာပါဒါကြောင့်ဒါကအချန်ပီယံလိမဝင်တာလက်ရှိအသင်းအတွက်အားသာချက်တစ်ခုလို့ပြောလို့ရပါတယ်လို့ရူဗင်အမွန်ရင်ကပြောသွားပါတယ်မာကာရက်စ်ဖို့ကတော့ဘာစီလိုနာအသင်းမှာကစားဖို့အတွက်သူ့ရဲ့လာစာကိုတည်တည်တသားရှော့ချဖို့စမ်းသပ်ရှိနေကြောင်းသိရပါတယ် ဒါအပြင်ဘာစီလိုနာအသင်းဘက်ကလည်း Rushford ကိုအငားဖြင့်သာခေါ်ယူဖို့ဆန္ဒရှိနေပြီးအငားခေါ်ယူနိုင်ခဲ့ရင်လေလစာရဲ့တချို့တဝက်ကို Man United ကနေပေးချေစေခြင်းနဲ့ဆိုပြီးတော့ပေးချေစေဖို့အလိုရှိနေကြောင်းလည်းသိရပါတယ်။အဲ့ဒီလိုပြောင်းရွှေ့ထားမြောက်စေဖို့အတွက် Rushford အနေနဲ့တခြားကမ်းလှမ်းလာမယ့်အခွင့်အရေးတွေကိုညှင်းပယ်ခြင်းနဲ့ Man United ကိုဖိအားပေးဖို့မျှော်လင့်နေကြောင်းလည်းသိရှိရပါတယ်။ Man U ကစားသမားလေးအာမတ်တယောက်မလေးရှားကဟိုတယ်ကနေအထွက်မှာလက်ကလေးထောင်ပြတဲ့ပုံနဲ့ပတ်သက်ပြီးအခုလိုဖြည့်ရှင်းလာပါတယ်။ ဆိုရှယ်မီဒီယာမှာပြန့်နှံ့နေတဲ့ပုံနဲ့ပတ်သက်ပြီးအမန်းဒါလိုကကျွန်တော်လူတိုင်းကိုလေးစားသမှုနဲ့ဆက်ဆံပြီးမယ်ကျွန်တော်ရဲ့အမေကိုစော့ကားတဲ့သူကိုတော့အဲ့လိုမလုံနိုင်ပါဘူးဒီလိုမျိုးလောက်ရက်ကိုမလုံသင့်ဘူးဆိုတာကိုသိပေမဲ့လည်းကျွန်တော်ရဲ့လောက်ရက်အတွက်အောင်ကြများပါဘူးကျွန်တော်မလေးရှားမှာလူကောင်းနေတဲ့ကောင်းမွန်တဲ့အချိန်တွေကိုဖြတ်တန်းခဲ့ရပါတယ်လို့ပြောသားခဲ့ပါတယ်ရှင်ဘာစီလိုနာတဲ့နောက်တန်းကစားသမားလေးပါအူကူပါစီက2025ခုနှစ်မှာပေးရချီးမြှင့်မဲ့ Golden Point Award ကိုရရှိဖို့အလားအလာကောင်းဆုံးဖြစ်ရည်တည်နေပါတယ် ဒီစုကအသက်22နှစ်အောက်ကစားသမားတွေပေးအပ်ချင်းမြင်တာဖြစ်ပြီးမနစ်တုန်းကတော့လာမင်းရမယ်ရရှိခဲ့တာပါကုဘာစီကလည်းရှိမှာတော့ရမယ်ပြီးပါကဆွမ်းဆောင်ရင်အကောင်းဆုံးလူငယ်ကစားသမားဖြစ်ရက်တည်နေပါတယ်သူနောက်မှာတော့ PSG အသင်းကဒိုဂူဇာရီအမရီတို့ရှိနေပါတယ် Golden Boy Award စီးမြင်ရအဆုရရှိပြီးသူကိုပြန်လည်မရွေးချယ်တာကြောင့်ကုဘာစီက PSG ကျယ်ဝင်ကစားသမားတွေနဲ့အဓိကရှင်ပြိုင်သွားမှာပဲဖြစ်ပါတယ်လီယန်တီလက်ကိုခေါ်ယူဖို့သဘောတူညီမှုရရှိထားတဲ့ Chelsea သင်းက အာဆနယ်ကစိတ်ဝင်စားနေတဲ့ဗီတာဂျော်ဂါရက်စ်ကိုလည်းခေါ်ယူဖို့ကြိုးစားသွားမယ်လို့သိရပါဗျ။ AC မီလန်အသင်းကနီးပြဟောင်းအယ်လီဂရီကိုပြန်လဲခန့်အပ်ဖို့လဲသဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။စီးရီးချန်ပီယံနီးပြကြီးအန်တိုနီယိုကွန်တီကတော့အသင်းပိုင်ရှင်ဒီလော်ရန့်စ်နဲ့အဆင်မပြေမှုချို့ရှိခဲ့ပေမဲ့နာပိုလီအသင်းမှာဆက်နေသွားမယ်လို့သိရှိရပါတယ်။ကိုမိုအသင်းနီးပြဖာဘရီဂတ်စ်ကတော့ထိတ်တန့်ကလပ်အချို့ရဲ့ကလပ်မှုတွေကိုရရှိခဲ့ပေမဲ့လည်းကိုမိုအသင်းရဲ့စာချုပ်သက်တမ်းတိုးဖို့ကိုပိုပြီးလိုလားနေတယ်လို့သိရပါတယ်။ ဘာစီလိုနာအသင်းကသူတို့ရဲ့ဟိုအာဂမ်မာဖလားပွဲအတွက် Favre Gas ရဲ့ကိုမအသင်းကိုဖိတ်ခေါ်ဖို့စီစဉ်နေရလို့သိရပါတယ်။နာပိုလီကတော့ Man City ဝိုင်းအကွင့်လန်ကစားသမားကြီး Kevin De Bruyne ကိုခေါ်ယူနိုင်ဖို့အလားအလာကောင်းနေပြီးပြောဆိုဆွေးနွေးမှုတွေမှာသဘောတူညီမှုရရှိဖို့နှိစက်နေပြီလို့သိရပါတယ်။အဲနာစအသင်းကလီဗာပူးတောင်ပံကစားသမား Luis Diaz ကိုစိတ်ဝင်စားနေပြီးဘာစီလိုနာအသင်းနဲ့အပြိုင်ကမ်းလှမ်းမှုတွေပြုလုပ်သွားဖို့ရှိနေပါတယ်။ဘာစီလိုနာအသင်းကတော့ဂိုသမားဆက်စနီကိုစာချုပ်သစ်ချုပ်ဆိုဖို့ရှိနေပြီး အစပန်ယောဂုသမဟိုအန်ဂါစီယာကိုခေါ်ယူနိုင်ခဲ့ပါကတာစတီချန်ကိုရောင်းထုတ်သွားဖို့စိတ်ကူးလာနိုင်တယ်လို့သိရပါတယ်ရှင်။မိမာဂျူနီယာကဇွန်လ၁၂ရက်နေ့နောက်ပိုင်းမှာသူ့အနာဂတ်နဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချသွားရမယ်လို့ဆိုပါတယ်။ကစားသမားဘဝရှေ့ဆက်နိုင်ဖို့အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုကိုမိမာချမှတ်နိုင်မှာမလားဆိုတာစိတ်ဝင်စားကြပါပဲ။ PSG ကစားသမားဘဝမှာဒန်ယာရီနဲ့မကြခဏရုန်းကန်ခဲ့ရတဲ့အနေမှာက2023ဇန်နဝါရီလမှာဆော်ဒီကလပ်အဟီလာစီပြောင်းရွှေ့ပြီး ကမ္ဘာပေါ်မှာလဆအကောင်းဆုံးဘောလုံးသမားတယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဆော်ဒီမြေမာလေးနေမှာကအတန်းရီအိမ်မက်ကနေမနိုးထနိုင်ခဲ့ပေနဲ့တနှစ်ကျော်ဆိုတဲ့ကာလအတွင်းမှာသုံးပွဲသာကစားနိုင်ခဲ့ပါတယ်။ဒီနှစ်အစဇန်နဝါရီလကုန်မှာတော့အဲဒီလနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက်ငေဘောကကလပ်စန်တိုစီပြန်လာခဲ့တဲ့နေမရဲ့အိမ်ပြန်ခေကနေတန်းလာခဲ့တယ်လို့ရှိခဲ့ပေမဲ့နောက်ပိုင်းမှာတော့တန်းရာပြဿနာတွေနဲ့ပဲဆက်ယုံကန်နေရပြန်ပါတယ်။ဒါကြောင့်ဘရာဇီးသားကကစားသမားပေါ်အကောင်းဆုံးရှေ့ဆက်နိုင်မှုဆုံးဖြတ်ချက်တစ်ခုကိုချဖို့လိုနေပါပြီ။ သူနဲ့စမ်းတွေ့ရဲ့စာချုပ်သက်တမ်းကဇွန်လ30မှာကုန်ဆုံးမှာဖြစ်ပြီးနေမရဲ့နောက်ထပ်ခြေလှမ်းတစ်ကဘယ်စီဖြစ်မလဲဆိုတာ ကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဂိုင်းယုံကွင်းလေတိုက်စစ်ကစားသမားချာကီကိုခေါ်ယူဖို့မန်စီးတီးအသင်းစောင့်ကြည့်နေရဆိုတဲ့သတင်းလေးကိုလည်းဆက်လက်ပြောကြားချင်ပါသေးတယ်။မန်စီးတီးအသင်းကလိုင်ယုံကွင်းလေတိုက်စစ်ကစားသမားချာကီကိုခေါ်ယူဖို့စောင့်ကြည့်နေကြကြောင်းသိရပါတယ်။မန်စီးတီးအသင်းကတော့အသင်းနဲ့လမ်းခွဲခဲ့တဲ့ဘယ်လ်ဂျီယံဝိုင်းရဲ့ကွင်းလေတိုက်စစ်ကစားသမားဒီဘရိုင်းနာရဲ့နေရာမှာအစားထိုးဖို့အတွက်ကစားသမားတအူးရှာပွေးလျက်ရှိပါတယ်။ မန်စီးတီးတင်းကတော့လေဗာကူဆင်အသင်းကွင်းလယ်တိုက်စစ်ကစားသမားဖလော်ရီယန်ဗတ်စ်ကိုခေါ်ယူဖို့စိတ်ဝင်စားခဲ့ပေမယ့်ပြောင်းရွှေ့ခြင်းမြန်မာခြင်းကြောင့်လက်လျှော့ခဲ့ကြောင်းသိရပါတယ်။ဒါကြောင့်မန်စီးတီးအသင်းကအခုတခါပြောင်းရွှေ့ခြင်းတတ်တတ်တာနဲ့ခေါ်ယူနိုင်မယ့်လိုင်ယွန်ကွင်းလယ်တိုက်စစ်ကစားသမားချာကီကိုခေါ်ယူဖို့စိတ်ဝင်စားလာခဲ့ခြင်းဖြစ်ပါတယ်။အသက်22နှစ်အရွယ်ရှိပြင်သစ်ကွင်းလယ်တိုက်စစ်ကစားသမားချာကီကအခုနေမှာလိုင်ယွန်အသင်းကနေထွက်ခွာမယ်လို့အတည်ပြုထားသူဖြစ်ပါတယ်။၎င်းရဲ့စာချုပ်ရော်ကြီးကတော့ပေါင်တန်း20နဲ့ပေါင်တန်း25တန်းသာရှိကြောင်းသိရပါတယ်။ ဒါကြောင့်၎င်းကိုခေါ်ယူဖို့မန်ယူနိုက်တက်အပါဝင်ဥရောပထိပ်တန်အသင်းများစွာစိတ်ဝင်စားနေကြပြီးအခုတစ်ခါမှာတော့မန်စီးတီးအသင်းကပါ၎င်းကိုခေါ်ယူဖို့အဆောင်ကြီးနေကြခြင်းဖြစ်ပါတယ်။ဘာစီလိုနာကနေထွက်ခွာဖို့အစီအစဉ်မရှိကြအောင်အာရူဟုပြောကြရဲဆိုတဲ့အသင်းလေးကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်။ဘာစီလိုနာနောက်ထပ်ကစားသမားအာရူဟုကမိမိအနေနဲ့အသင်းမှထွက်ခွာရန်ဆန္ဒမရှိကြအောင်အစီအစဉ်မရှိကြအောင်ပြောကြားခဲ့ပါတယ်။ဥရုဂွေးလက်ရွေးစင်နောက်ခံကစားသမားအာယူဟို26နှစ်ကဘာစီလိုနာနဲ့ယူရို65တန်တန် ရော်ချင်းစာချုပ်ရှိနေပြီးအခုနှွေးမှာအတင်းကနေထွက်ခွာနိုင်ကြောင်းသတင်းထွက်နေပါတယ်။လက်ရှိမှာတော့အာရူကိုခေါ်ယူဖို့ဘိုင်မြူနစ်ဂျူဗင်တက်အပါအဝင်ရောဘတ်ထိတ်တန်အသင်းချုပ်ကစိတ်ဝင်စားနေကြောင်းသိရပါတယ်။ဒါပေမဲ့အာရူကတော့၎င်းအနေနဲ့ဘာစီလိုနာအသင်းမှာပျော်ရွှင်နေတယ်ဆိုပြီးတော့ပြောကြားခဲ့ပါတယ်။အာရူကတော့ဒီယာဒီမှာဆုပါးရရခဲ့တဲ့အတွက်ပြောပါတယ်။ကျွန်တော်အနေနဲ့ဒဏ်ရာပြဿနာအကြောင်းသိမစားခဲ့ရပေမယ့်ဖလားတုံးလို့ရတဲ့အတွက်ဝမ်းသာပါတယ်။ပြီးတော့ဘာစီလိုနာအသင်းမှာကျွန်တော်ပြောပါရစေ။ကျွန်တော်ဒီအသင်းမှာပဲရှေ့ဆက်ချင်ပါတယ်။ ကျွန်တော်ရဲ့စာချုပ်က2031အထိရှိနေတာပါလို့ပြောကြားခဲ့ပါတယ်ပရိသတ်ကြီးအခုတင်ဆက်ပေးမှာကတော့ဆိုစီတက်အတင်းကစပိန်ကွင်းလယ်လူဇူပီမန်တီကိုအာဆင်နယ်အသင်းခေါ်ယူဖို့နှိစက်နေပြီးတော့မကြမီဆေးစစ်မှုခံယူဝယ်ရှိရဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးကြပါမယ်။အာဆင်နယ်အသင်းကတော့ဆိုစီတက်အတင်းကစပိန်လယ်ရေးစင်ကွင်းလယ်လူဇူပီမန်တီကိုခေါ်ယူဖို့နှိစက်နေပြီးမကြမီဆေးစစ်မှုခံယူရဖို့ရှိကြောင်းသိရပါဗျ။ BBC Sport သတင်းရင်းမြစ်များကဇူဘီမန်ဒီရဲ့အာဆင်နယ်အသင်းကိုပြောင်းရွှေ့အတွက်လိုအပ်တဲ့ဆောင်ရွက်စာရမ်းတွေကိုလက်မှတ်ရေးထိုးပြီးဖြစ်ပြီးတော့နောက်ဆုံးဆင့်ကိုရောက်ရှိနေပြီဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။အာဆင်နယ်အသင်းကတော့ဇူဘီမန်ဒီကစောပိုင်းကလေးကအကျိုးစပန်းခဲ့ပြီးတော့စာချုပ်ရော်ကြီးပေါင်52တန်ပေးကခေါ်ယူသွားဝယ်ရှိပါတယ်။ဇူဘီမန်ဒီအနေနဲ့အခုနှစ်နွေရာသီပြောင်းရွှေ့ကာလမှာအာဆင်နယ်အသင်းရဲ့ပထမဆုံးကစားသမားခေါ်ယူဖို့ဖြစ်လာရန်တည်ကြလျက်ရှိပါတယ်။အာဆင်နယ်အသင်းနဲ့ဆိုစီတဲ့အသင်းကြားဇူဘီမန်ဒီ26နှစ်ရဲ့ပြောင်းရွှေ့ကြီးက ပေးချင်မဲ့ပုံစံနဲ့ပတ်သက်ပြီးတော့သဘောတူညီမှုရရှိကြကြောင်းသိရပါတယ်။ Society Academy မှာထွက်ပေါ်လာတဲ့၎င်းအနေနဲ့ကလပ်အသင်းအတွက်ပြိုင်ပွဲစုံ236ပွဲကစားပေးပြီး19သွင်းယူပေးခဲ့ပါတယ်။ကစားသမားဘဝမှာ Society အသင်းနဲ့ Spain ဘင်းဘလာဆိုကူခဲ့ပြီး Euro 2024 Champion နဲ့2022-23 UEFA Nation League Champions Spain လည်းရွေးစဉ်အသင်းသားတူလည်းဖြစ်ခဲ့ပါတယ်။ Superman ဒီကအာဆင်နယ်အသင်းမှာ Society အသင်းပေါ်ဟောင်းများဖြစ်တဲ့ အော်ဒီကွာမာရီနိုတို့နဲ့ပြန်လည်လက်တွေ့ရမှာဖြစ်ပြီးစပိန်လူရေးစင်အသင်းပေါ်ကိုယ်တမားယာယာလည်းရှိနေပါတယ်။ဆူပီမန်ဒီကပြီးခဲ့တဲ့နှစ်ကလီဗာပူးအသင်းရဲ့ကမ်းလှမ်းမှုကိုပယ်ချခဲ့ပြီးဆိုစီဒက်အသင်းမှာဆက်နေရတာဆုံးဖြတ်ခဲ့ပါတယ်။အဆင့်နဲ့အသင်းကိုဆူပီမန်ဒီရောက်လာရင်စာချုပ်အစ်ချုပ်ဆိုဖို့ဆွေးနွေးနေတဲ့ခါနာကွင်းလေလူပါတေးပေါ်မီကိုအားထနေရမှုလျှော့ချနိုင်မယ်လို့မျှော်လင့်ရကြောင်းသိရပါတယ်။အစနေတဲ့ကနေရာဒီပြောင်းရွှေ့ဈေးကွက်မှာတိုက်စစ်မှုတူမဖြစ်မနေထပ်မံခေါ်ယူသွားမှလဲတေချာတလောက်ရှိနေပါတယ်။ဩလက်ရှိမှာတော့ Sporting Lisbon တိုက်စစ်မှု Rokeras နဲ့ Live Lives အသင်းကနေထွက်ခွာဖို့အသင်းဖြစ်နေပြီဖြစ်တဲ့ Slovenia တိုက်စစ်မှု Sesko ကိုခေါ်ယူဖို့အဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။အာဆနယ်အသင်းကပြီးခဲ့တဲ့နှစ်တွင်မှာဆုဘလာအောင်မြင်မှုနဲ့ဝေးကွာခဲ့ပြီးရတဲ့တိုက်စစ်ပိုင်းကိုအားပြည့်ဖို့အဓိကလှုပ်ဆောင်နေပြီး Sesko နဲ့ဆွေးနွေးမှုကကနအူးအသင်းမှာရှိနေတာပါ။အာဆနယ်အသင်းကပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကာလအပအဝင် Sesko ကိုခေါ်ယူဖို့အရင်ကကမ်းလှမ်းမှုတွေရှိခဲ့ပေမဲ့ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။ Live စ်အသင်းက Sesko ကိုဈေးပေါ်ပေါ်နဲ့လက်လွတ်မှာမဟုတ်ဘဲသူ့အတွက်ပြောင်းရွှေ့ခြင်းပေါင်တန်း 62.5%တက်မှတ်ထားတယ်လို့ The Telegraph ကဖော်ပြခဲ့ပါတယ်။ဒီမာရီယာကငယ်ဘဝကလပ် Rosario မှာပြန်ကစားဖို့သဘောတူညီခဲ့ပါပြီ။ကျွန်တော်ဖေကကျွန်တော်ထက်တောင်မှပိုကောင်းတဲ့ကစားသမားလို့လူတိုင်းပြောကြတယ်။ဒါပေမဲ့အဖေငငယ်တုန်းကအဓူးကျိုးခဲ့ပြီးတော့သူ့အိမ်မှာလည်းပြီးဆုံးသွားခဲ့တယ်။ကျွန်တော်ဖို့ဆိုကျွန်တော်အဖေထက်ပိုကောင်းတယ်လို့ပြောတယ်။ဒါပေမဲ့ယထာမတော်တစားမှုခြေထောက်နှစ်ဖက်လုံးဆုံးရှုံးခဲ့ရတယ်။အိမ်မှာလည်းဖြစ်မလာခဲ့ဘူး။ကျွန်တော်ရဲ့ဘောလုံးသမားဖြစ်ဖို့အိမ်မက်ဆိုတာကလည်းအဆုံးသတ်ခံသည့်အခြေအနေအများကြီးရှိခဲ့ဘူးတယ်ကျွန်တော်အဖေကတုံမိုးအောင်မှလှုပ်ဆက်လုပ်နေခဲ့တယ် အမေဆိုရင်သူ့စပိန်လေးကိုအစွမ်းကုန်နှင်းခဲ့တယ်။ဒီတော့ကျွန်တော်ဘာလုပ်လဲ။ကျွန်တော်အိမ်မက်တွေအတွက်ဆက်လက်ပြေးလွှားနေခဲ့တယ်။အခုဆိုရင်ဒီမာရီယာကငယ်ဘဝကလပ်ရိုဆာရီယိုမှာပြန်ကစားဖို့သဘောတူညီခဲ့ပါပြီ။ကစားသမားဘဝကအနားမြူခင်မှာအသင်ဟောင်းအတွက်ပြန်ကစားခွင့်ရခဲ့ပြီးဒီမှာပဲသူ့ကစားသမားဘဝကိုအဆုံးသတ်တော်မှာပါရှင်။အခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတနင်္လာရီမှာစောစောလေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့မြန်မာစပေါ့မီဒီယာ YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်။ ပြည်သူကြီးနောက်တစ်ပြောချင်တာက Facebook မှာလည်းကျွန်တော်တို့ရဲ့မြန်မာ Sport Media Page ကနေ၄၀ဘောလုံးသတင်းတွေကိုပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်နော်ဘောလုံးရှင်ပြည်သူကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်